ဝင်ငွေအမျိုးအစားတွေကိုတေချာစွာနားလည်ဖို့အတွက်ဝင်ငွေမျိုးအစားတွေအကြောင်းကိုပြပြပေးကြပါမယ်။ဝင်ငွေဆိုတာကကြတော့ပန်းစလို့လူတဦးတယောက်ချင်းစီဖြစ်စေ၊ကုမ္ပဏီတစ်ခုဖြစ်စေ၊အဖွဲ့အစည်းတစ်ခုဖြစ်စေပေါ့နော်။ဒီကနေပြီးတော့ရရှိလာတဲ့ဝင်ငွေကိုပြောတာဖြစ်တယ်ပေါ့နော်။အဲ့တော့ဘလိုမျိုးရရှိလဲအလုံးလုံးချင်းကနေရရှိမယ်စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ချင်းအပြင်စီးပွားရေးလုပ်ငန်းတစ်ခုကနေအမြတ်ဝင်ငွေရရှိတာမျိုးပဲဖြစ်ဖြစ်ဒါကိုဝင်ငွေလို့ခေါ်တယ်ပေါ့နော် အဲ့ဒီမှာမှာဝင်ခွေအမျိုးအစားတွေဆိုတာကရှိနေသေးတယ်ပေါ့နော်ဘယ်လိုဝင်ခွေအမျိုးအစားလဲပေါ့နော်ဒါပန်စုတို့ခေဟောင်းကနေခုချိန်ထိရှိနေတဲ့ဝင်ခွေအမျိုးအစားကတော့နှစ်မျိုးရှိတယ်ပေါ့အဲ့ဒီနှစ်မျိုးကဘာလဲဆိုလို့ရှိရင်ပထမတစ်မျိုးဒီ active income လို့ခေါ်တယ်အလုံးလုံးချင်းပြင်ရရှိတဲ့ဝင်ခွေနောက်တစ်ခုကကြတော့ passive income လို့ခေါ်တယ်တစ်ကြိမ်တစ်ခါပဲစအလုံးလုံးပြီးတော့နောက်ပိုင်းမှာဆိုလို့ရှိရင်ကိုယ့်ရဲ့လုံအားပါဝင်မှုနည်းသွားတဲ့အလုပ်ကို passive income လို့ခေါ်တယ် ဒီလုပ်ငန်းတွေကကြာတော့တစ်ကြိမ်တစ်ခါလုံဆောင်ပြီးတဲ့အခါမှာနောက်ဆက်တွဲဝင်ငွေရဇက်တိုက်ဝင်နေတဲ့လုပ်ငန်းမျိုးကို passive income ဝင်ငွေလို့ခေါ်တယ်ပေါ့နော်အဲ့တော့ active income မှာဘာတွေရှိလဲဆိုတာပြပြပေးမယ် active income ဝင်ငွေတွေကတော့လောက်ခလာစာနဲ့လုံလုံချင်းနောက်အပေါ်ဝင်ငွေပေါ့နော် side hustle လုပ်တဲ့အလုပ်တွေကနေရရှိတာနောက် freelancing လုပ်ခြင်းကနေရရှိတာစီးပွားရေးတသေးလေးတစ်ခုလောက်ကင်ခြင်းကနေပြီးတော့အကြောင်းဝယ်လုပ်ခြင်းကနေပြီးတော့ရရှိတဲ့ဝင်ငွေဒါတွေကဆိုလို့ရှိရင်တော့ active income လို့ခေါ်တာပေါ့နော် နောက်တစ်ခုကကြတော့ passive income ပေါ့ passive income မှာဆိုလို့ရှိရင်တော့ခေဟောင်းကဆိုလို့ရှိရင် pass through တွေအင်တန်နေရင်ခါရန်နာဒီကနေပြီးတော့ရရှိတဲ့ဝင်ငွေတစ်ကြိမ်တစ်ခါပဲရင်းရတယ်နောက်ဆက်တွဲဇက်တိုက်ဝင်ငွေတွေဝင်နေတယ်ဒါကို passive income လို့ခေါ်တယ်ကိုယ်စီမှာခါရန်စရာပစ္စည်းတစ်ခုခုရှိထားတယ်အဲ့ဒီဟာကိုဇက်တိုက်ခါရန်ခြင်းဖြစ်လဲ အာဒါပက်စစ်အင်ကမ်ကိုရနိုင်လေပေါ့နော်အဲ့တော့ကရင်းနှီးမြှုပ်နှံမှုတွေကလည်းရရှိတဲ့အမြတ်ငွေတွေပေါ့နော် stock share တွေရင်းနှီးမြှုပ်နှံထားတာ trading တွေရင်းနှီးမြှုပ်နှံထားတာဒါငွေကြေးဈေးကွက်တွေမှာသွားရောက်ရင်းနှီးမြှုပ်နှံတာရွှေဈေးကွက်မှာသွားရောက်ရင်းနှီးမြှုပ်နှံတာဒါတွေအားလုံးဒီ passive income ဖြစ်တယ်ပေါ့နော်အဲ့ဒီကနေမှနောက်တစ်ဆင့်ဒီနေ့လိုခင်မှာ digital business တွေပေါ်လာတဲ့ခင်မှာကြတော့ bank တို့ဘာဘာထပ်တိုးလာလဲဆိုလို့ရှင် online business income လို့ခေါ်တဲ့ online ကနေပြီးတော့ online စီးပွားရေးတွေလုပ်ခြင်းအပြင်ရရှိတဲ့ဝင်ငွေမျိုးစားတွေကလည်း passive income နဲ့မှပါဝင်လာတာပဲဖြစ်ပါတယ်။အဲ့ဒီတော့ဒီနေ့ခေတ်မှာဆိုလို့ရှိရင် online ကိုလုပ်နေကြတဲ့သူတွေတော့အများကြီးပဲ။ သို့တော်လည်းဝင်ငွေအမျိုးအစားတွေကိုကောင်းစွာ နားမလည်ကြသေးဘူးပေါ့နော်ဒါကြောင့်မလို့ပန်းစလို့တွေကဝင်ငွေအမျိုးအစားတွေကိုကောင်းစွာနားလည်ခြင်းဖြင့်ကိုပွားရဲ့ဘန်နာရေးအခြေအနေတွေကိုပို့ပြီးတော့စီမံခန့်ခွဲမှုပြုလုပ်နိုင်မယ်နောက်တစ်ခါကအနာဂတ်မှာပို့ပြီးတော့ကောင်းမွန်တဲ့အလားအလာတွေကိုရရှိပြီးတော့ဝင်ငွေနဲ့ပတ်သက်ပြီးတော့ကောင်းမွန်စွာတည်ဆောက်နိုင်မှာဖြစ်တယ်ပေါ့နော် ဒါရောမလို့ဒီနေ့ပြောသွားတဲ့ဝင်ငွေအမျိုးအစားတွေထဲမှာ business ပိုင်းဆိုင်ရာလေးတွေပါတဲ့အတွက်ကြောင့်မလို့ဘယ်အလုပ်တွေကိုထပ်မံသိကြင်လဲဆိုတာကို comment လေးမှာရှင်းပြခဲ့လို့ရပါတယ်။ကျေးဇူးများကြီးတင်ပါတယ်။ subscribe ကိုနှိပ်ခါလို့ကိုနှိပ်ပေးချပါပဲကျွန်တော်ဒီ video